ဒီမွေးနေ့မှာဖယားတော့ကြောင်းတပါဒီမွေးနေ့မှာလာဆောင်မဲမဲညနာလို့ကျွန်တော်ရေကောဝဲပြီးမင်းရဲ့မွေးနေ့မှာ စတောင်းစကားလေးပြန်လွင်နေရေဒီယိုလေးပါတဇင်းဖန်ပရိသတ်များအလုံးမင်းမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့မနက်ခင်းလေးဖြစ်ပါစေရှင်ပရိသတ်များအားလုံးစောင့်မြအားပေးနားဆင်နေကြတဲ့အမတ်တရားနေ့စီစဉ်လေးကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ပရိသတ်များရှင်ဒီနေ့အမတရားနေ့စနေကနေနိုဝင်ဘာလတရနေ့မှကြာရောက်တဲ့ငွေနေ့ရှင်များအားလုံးနဲ့အတူတူနှစ်ပတ်လည်ကြာရောက်တဲ့ချစ်သူဆောင်တွေမင်္ဂလာစနေမောင်နှံများအားလုံးအတွက်ကိုပသူတွေကပောင်းဝင်ပြီးတော့တောင်းဆိုပေးထားတဲ့လည်းဆိုတော့ကိုအခုပဲအစီအစဉ်ကနေတင်ဆက်ပြီးတော့မှာပါရှင်ဟုတ်ကဲ့ပါဒီနေ့အမတ်တရားနေ့စစစမှာပထမဆုံးဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ ဟိုဘုံမြို့မှာတာဝန်ထမ်းဆောင်နေတဲ့တက်သားကိုရဲနိုင်ဝင်ရဲ့20နှစ်ပြည့်မွေးနေ့အတွက်ပဲဖြစ်ပါရဲ့ရှင်။တက်သားကိုရဲနိုင်ဝင်ရဲ့20နှစ်ပြည့်မွေးနေ့အတွက်ကိုတော့ပြုံးလင်းမာနေထိုင်တဲ့ဖစ်ဖစ်ဒုရကံပူဦးသိမ်းမြင့်မိမိဒေါက်တာနေတော်တို့ကပါဝင်ပြီးတော့စုမုံကောင်တာမိထားတာပဲဖြစ်ပါရဲ့။ဟုတ်ကဲ့ပါဒီနေ့မှမွေးနေ့ကြာရောက်တဲ့တက်သားကိုရဲနိုင်ဝင်ရဲ့20နှစ်ပြည့်မွေးနေ့လေးရာစလို့နေ့ရက်တိုင်းအချိန်တိုင်းမှာပျော်ရွှင်ပါစေ။လုပ်ငန်းခွင်မှာလည်းအဆအဆရရအစီအမီချုံးဝေပြီးတော့ရှာရူးထာနေရလေအမြန်ဆုံးတိုးပါစေ။ နောင်နေရတိုင်းမှာလေနိုင်ငံတော်တာဝန်တွေကိုအသက်အနည်းငယ်ကင်းငင်းနဲ့ထမ်းဆောင်နိုင်ပြီးတော့တမတော်ကအားကိုးရတဲ့ပြည်သူ့မျိုးဖွားတာကောင်းစာနဲ့အောင်စစ်တီတရားဖြစ်ပါစေလို့စွမ်မကောင်တောင်းပေးလိုက်ပါတယ်ဟုတ်ကဲ့ပါပရိသတ်ညာရှင်ဒီဒီကမှာစုမုံကောင်တောင်းမရမယ့်မွေးနေ့ရှင်လေးကတော့စကိုင်းမနေတိုင်းနဲ့မောင်လေးမောင်ထပ်ပိုင်ဖြူရဲ့ဆက်ရှင်နှစ်ပြည့်မွေးနေ့တော်ပဲဖြစ်ပါရဲ့ရှင် တူလေးရဲ့မွေးနေ့အတွက်ပါဆိုပြီးတော့အမရပူရာမနေတိုင်းနေជីជីတော်မြမြစိန်နေជីជីတော်ကြီးတင်တော်ကပောင်းရင်ပြီးတော့စွမ်မကောင်တောင်းပေးထားတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့မှမွေးနေ့ကြောင်ရောက်တဲ့မောင်လေးမောင်ထပ်ပိုင်ပြောရဲ့မွေးနေ့မှာဒီနေ့အများဆုံးမှာပျော်ရွှင်ပါစေဆက်လက်ဆောင်လည်ရမယ့်ဘွားခေးလမ်းမလေးအစစရရအစီအမေချောင်းဝေးပြီးတော့ဘွားရဲ့အောင်မြင်ခြင်းတကွန်စိုက်ထုတ်နိုင်တဲ့သူလေးဖြစ်ပါစေလို့စွမ်မကောင်တောင်းပေးလိုက်ပါတယ် ပရိသတ်များရှင်ဒီနေ့အမတ်တရားနေ့စဉ်စဉ်ကနေမွေးနေ့ရှင်များအလုံးအတွက်ကိုဆူတောင်းပေးခဲ့ပြီးဆိုတော့ဒီတစ်ခါမှာစစ်သူဆောင်တဲ့နေ့မင်္ဂလာစနေမောင်နှံများအလုံးအတွက်ကိုစွမ္မောင်းတောင်းမရမှာပဲဖြစ်ပါတယ် ဒီနေ့အမတရားနေ့စီစဉ်မှာပါဝင်လာတဲ့ပရိသတ်ကတော့နေပြည်တော်မှနေထိုင်တဲ့ကိုမင်းမင်းဦးပဲဖြစ်ပါတယ်။သူကတော့သူ့ရဲ့ချစ်ရသူဖြစ်တဲ့ညီမလေးမြတ်နိုးမီနဲ့ဒီကနေ့မှကြာရောက်တဲ့ချစ်သူသက်တမ်း၊သုံးနှစ်နဲ့လီလာပြည့်တော့ပါဆိုပြီးတော့ကိုရိုင်းပါဝင်တောင်းဆိုထားပဲဖြစ်ပါတယ်ရှင်။စကားလက်ဆောင်လေးလေးပါပေးထားပါရည်ချစ်ရသူကိုတဲ့အရန်ကမှမြန်နှူရပါရည်တက်ဆောင်မပြတ်စွာနဲ့အမြင်နဲ့ချစ်ပေးမှာပါဆိုပြီးတော့စူတောင်းစကားလေးလေးပြောပေးထားပါရည်ရှင် တဇင်းဖန်ပရိသတ်ကြီးအားလုံးကအီမိုရဲ့အမတ်တရားနေ့စဉ်စဉ်မှာဝင်းနေရှင်များအလုံးနဲ့အတူတူစစ်သူဆောင်တွေမင်္ဂလာဆောင်နေတဲ့ရဲ့နှစ်ပတ်လေးကမ်နီနှစ်ပတ်လေးစိုက်ဝင်မဲနှစ်ပတ်လေးအစရှိရဲ့နှစ်ပတ်လေးတွေကိုပါဝင်ပြီးတော့တောင်းဆိုပေးလို့ရပါတယ်တောင်းဆိုပေးခြင်းနဲ့ဆိုရင်တော့တဇင်းဖန်ရဲ့ဖုန်းနံပါတ်0933639169ကိုနေ့စဉ်နေ့လယ်တနာရနေ့နှစ်နာရီတွင်းမှာပါဝင်တောင်းဆိုအောင်မှာဖြစ်ပါတယ်ဒါအပြင်တဇင်းဖန် YouTube Channel မှာလည်းပါဝင်ပြီးတော့တောင်းဆိုလို့ရပါတယ်ရှင် တောင်းဆိုတဲ့အခါမှာပြိဿကြီးတောင်းဆိုပေးခြင်းနဲ့နေရမတိုင်ခင်တုံးရကြိုတင်ပြီးတော့တောင်းဆိုပေးရမှာပါအမတ်တရားနေ့စဉ်ကိုတော့မနက်9:00နာရီဝန်းကျင်တိုင်းမှာတင်ဆက်ပေးနေရပြီဖြစ်ပါတယ်နားဆင်ပေးကြတဲ့သစဉ်ပြိဿတွေအားလုံးပဲပျော်ရွှင်စရာအချိန်လေးကိုပိုင်ဆိုင်နိုင်ကြပါသည်ရှင်